င်္ဂလာပါ The Analyst Perspective Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တော့100 days of landing sequence ရဲ့ day 7 all operator အကြောင်းကိုပြောကြပါမယ်မနေ့က day 6မှာတော့ and အကြောင်းပြောခဲ့တယ် and operator က where clause နဲ့ filter ခံတဲ့က condition တွေနှစ်ခုကိုနှစ်ခုညီတဲ့အခါမှာပဲ ဲ့ဒါလုံးကျင်တဲ့အခါ300တယ်လို့ပြောခဲ့ပါတယ်။ all operator ကကြတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုပေးတဲ့ condition နှစ်ခုမှာတစ်ခုမဟုတ်တစ်ခုနဲ့ညီတဲ့တန်ဖိုးတွေကိုထုတ်ပေးတာဖြစ်ပါတယ်။အဲ့တော့နည်းလေးပိုရှင်းသွားအောင်လို့ကျွန်တော်တို့ဒီဇာတ်လေးနဲ့ကြည့်လိုက်ကြပါမယ်။ကျွန်တော်တို့ဒီမှာ select mobile model brand နဲ့ color ဆိုတဲ့ column ၃မျိုးကိုယူမယ်ပေါ့ဗျာ။ဝယ်အဒီမှာ filter ခံနေအဲ့ဒီ filter မှာ brand က Samsung ဖြစ်တဲ့အခါ 哦ဒါမှမဟုတ်ကာလာကဘလက်ဖြစ်တဲ့ကာဆိုရင်သူကအပေါ်မှာတော့ Samsung နဲ့ကာလာဘလက်ကိုအန်ခံထားတဲ့အတွက်နှစ်မျိုးလုံးမှန်မှဒေတာကိုဆွဲပေးတာဖြစ်တယ်ဒီမှာအော်ခံထားတဲ့ကာကြတော့သူကဒေတာကိုဘလို့ဆွဲမလဲဆိုတာလေစဉ်းစားလိုက်ရအောင်โอเคဆိုတော့ကျွန်တော်တို့ Acer ထဲမှာသွားကြည့်ကြပါမယ်ဆိုတော့ Acer ထဲမှာဒီလိုမျိုးတေဘယ်ရှိနေတယ်ပဲထားပါတော့ဗျာဒီပဲရှိနေတယ်ဆိုရင်ကျွန်တော်တို့ကခုနကဖစ်တာခံလိုက်တဲ့အခါ brand က Samsung ဆိုရင်တစ်ခါပေါင်းပါတယ် ဆိုတော့ brand က Samsung ဆိုတဲ့ filter ကိုသူကတခါခံတယ်ဒီမှာ brand Samsung ဖြစ်ပြီးတော့ color ဆုံး data ကိုတပိုင်းဖြတ်ပေးပါတယ်เนาะဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ Samsung brand ရဲ့ color ဆုံး data တခါပါလာပါမယ် color ဆုံး data ကိုတစ်ခေါက်လာอืมသူကတပိုင်းအနေနဲ့ပြမယ်ပြီးရင်ဒီဘက်မှာ color အမဲရဲ့ brand ဆုံး data ကိုလည်းပြန်ပြပါမယ်ပြောချင်တာက brand က Samsung ဖြစ်တယ် color ကိုဂရုမစိုက်ဘူး Samsung ဖြစ်ရင်မှန်နေဆိုတဲ့အတွက်အပိုင်းပိုင်းပြီးတော့လာယူတယ်နောက်တစ်ခုကကြတော့ color black ဖြစ်ရင် brand ကိုဂရုမစိုက်ဘူး color မဲတာတွေအကုန်ထုတ်ဆိုပြီးတော့ထုတ်တယ်ဗျာဟုတ်လားဆိုတော့ဒီနေရာမှာဒီ filter ပြန်ပြုတ်သွားတယ်ဒုတိယ or ရဲ့ဒုတိယအကြောင်းစင်းနေတဲ့အချိန်မှာသူကဒီ filter ပြန်ပြုတ်သွားတယ်ဒီမှာ select all ဖြစ်သွားပြီးတော့မှ color filter မှာအမဲရောင်ဆိုတဲ့ filter ဝင်သွားတယ် ဆိုတော့ကာလာအမဲဖြစ်ပြီးရှိသမျှ brand စုံဆိုတဲ့ဖုန်းတွေလည်းပါလာပါလိမ့်မယ်။ Okay เนาะဆိုတော့ဒီလိုမျိုး data နှမျိုးကိုအဲ SQL ကနေယူတယ်ပြီးတော့ကျွန်တော်တို့စီကိုဒီလိုမျိုးလာပေါင်းပြီးတော့ပြပေးမှဖြစ်တယ်။ဒီမှာတော့ तू ကဒီလိုမျိုးဟို table နှစ်ခုအနေနဲ့တော့လာပြမှာမဟုတ်ဘူး။ table အကြီးတစ်ခုအနေနဲ့ပဲလာပြမယ်။အဲ့ဒီ table အကြီးတစ်ခုမှာကျွန်တော်တို့က brand က Samsung ဖြစ်နေတဲ့ data တွေရယ်အယောင်ကအမဲဖြစ်နေတဲ့ data တွေရယ်နှစ်ခုကို ပေါင်းပြီးတော့လာပြပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့။ဆိုတော့ဒီနေ့တော့တော့ဒီလောက်ပါပဲ။ကျေးဇူးပါ။နောက် post မှာတွေ့တာပေါ့။